ိမ့်သိမ့်ကြစီတဘာဝဝတော်တာရှင်ဓမ္မမိတ်ဆွေအပေါင်းတို့ခင်ဗျာအပတ်စဉ်တိုင်းတင်ဆက်ပေးနေကြထိမ့်သိမ့်ကြစီတဘာဝဝဆိုတဲ့ခန္ဓာလေးရောက်ရှိလို့လာခဲ့ပြန်ပါပြီဒီတစ်ပတ်မှာတော့ရေရဲ့အရေးပါပုံနဲ့ရေရရှိနိုင်တဲ့နီလန်းမျိုးအကြောင်းကိုကျွန်တော်အနေနဲ့ပြပြပေးတော့မှာဖြစ်ပါတယ်ဓမ္မမိတ်ဆွေအပေါင်းတို့ခင်ဗျာ ရေသက်တမနဲ့ဆိုတဲ့စကားကတော့ကျွန်တော်တို့အားလုံးကြားဘူးပြီးသားပဲဖြစ်ပါတယ်။ခမင်းမစားဘဲနဲ့အချိန်တော်ကြာကြီးနေလို့ရပြီမယ်လေ။ရေမရခဲ့ရင်တော့အချိန်အနည်းငယ်အတွင်းမှာပဲအင်အားတွေကုန်ခန်းပြီးချိနေသွားမှာဖြစ်ပါတယ်။ရာသီဥတုပူလိုက်တဲ့ဒေသတွေမှာဆိုရင်တော့ပိုပြီးဆိုးပါတယ်။ပိုပြီးလဲအင်အားကုန်ခန်းနိုင်ပါတယ်ဖြစ်တယ်။ကျွန်တော်တို့တက်ရှိလောကအတွက်ရေဟာအတက်ကမြကိုပြမိုးထားရပါ။ဒါကြောင့်လဲရေဟာအတက်တို့ ပြင်စားခေါ်ဝေါ်ကြတာပဲဖြစ်ပါမယ်ကျွန်တော်တို့လူတွေရဲ့ခန္ဓာကိုယ်မှာ65ရာခိုင်နှုန်းဟာရေဓာတ်များနဲ့ပဲဖွဲ့စည်းထားပါတယ်ထို့သူသက်ရှိများရဲ့ရေပါဝင်ဖွဲ့စည်းပုံဟာလည်းမတူညီကြပါဘူးတိရစ္ဆာန်ဖြစ်တဲ့အတွက်အမျိုးမျိုး꿰ပြကြပါတယ်နေရာဒေသပေါ်အကောင်ရဲ့ဝါရာပိန်းနာစားတဲ့အပေါ်မူတည်ပြီးများစွာ꿰ပြကြပါတယ်ဥပမာအဖြစ်ပြောရမယ်ဆိုရင်တော့ကျွဲကျွဲရဆိုရင်ရေပါဝင်မှု 82ရာဂိုင်းနှုန်းတိရှိပါတယ်။ငါးတွေမှာဆိုရင်69ရာဂိုင်းနှုန်းတိရှိပါတယ်။အဲကျွန်တော်ကြက်တွေမှာဆိုရင်တော့80ရာဂိုင်းနှုန်းအထိရေဓာတ်ပါဝင်တာကိုတွေ့ရပါတယ်။ဒီလိုပါပဲသစ်သီးများမှာလည်းမပြောသီးမှာရေဓာတ်ပါဝင်မှု86ရာဂိုင်းနှုန်းရှိပါတယ်။ကျွန်တော်လူသားတွေရဲ့အစာချေစနစ်ကောင်းမွန်လည်ပတ်ဖို့ရာကျွန်တော်ရဲ့အမေပါများခန္ဓာကိုယ်ထဲမှာရှိတဲ့ဆဲများရှင်သန်နိုင်ဖို့ရာရေဓာတ်ကလုံးဆောင်ပေးတယ်။ ခန္ဓာကိုယ်အရေပြရဲ့အောက်မှာရှိတဲ့ချေးပေါက်လေးတွေရဲ့အောက်မှာရေပမာဏကိုစုပ်ယူထားပြီးသူ့အိုက်တဲ့ရာသီတွေမှာကျွေးအဖြစ်နဲ့ပြန်လည်ထုတ်ပြီးတဲ့သဘောဟာကျွန်တော်တို့ခန္ဓာကိုယ်ရဲ့ကောင်းမွန်လာတဲ့ system တစ်ခုပဲဖြစ်ပါတယ်။ဒါကြောင့်လည်းကျွန်တော်တို့ပူအိုက်တဲ့ရာသီဥတွေမှာကျွေးလေးထွက်ပြီးအေးမြနေတာပဲဖြစ်ပါတယ်။သောရရှင်ဓမ္မမိတ်ဆွေပေါင်းတို့ဒီလိုမျိုးရေဟာကျွန်တော်တို့တက်ရှင်လှုပ်ရှားနိုင်ဖို့အတွက်ဓာတ်ရိုက်ကူညီနေုံနဲ့မကပါဘူး။ပြဲဝိုက်ပြီးတော့လည်း စိုက်ပျိုးရေးလုပ်ငန်းတွေမွေးမြူရေးလုပ်ငန်းတွေပါလဲကူညီပေးနေပါတယ်ကျွန်တော်တို့ရဲ့ရေချိုး80ရာခိုင်နှုန်းကိုတီးနှံများထုတ်လုပ်တဲ့နေရာမှာကျွန်တော်တို့သုံးစွဲနေကြပါတယ်အစားအစာထုတ်လုပ်တဲ့နေရာမှာလည်းရေပမာဏဟာမပိုင်မဖြစ်ပါဘူးအရေးကြီးပါတယ်စဘာတဧကတရားစီအတွက် ရေချိုးပမာဏဟာတသန်း3သိန်း5694ကာလံလိုအပ်တယ်ပညာရှင်များကလည်းတွက်ချက်ထားရှိပါတယ် ထုတ်တူပါပဲကျွန်တော်နေထိုင်မှုကိစ္စတွေမှာလည်းရေချိုးပမာဏများစွာလိုအပ်လျက်ရှိနေပါတယ်ကျွန်တော်တို့စားဖို့တောက်ဖို့ဖြတ်ပြုတ်တာကနေစပြီးအဝတ်စားလျှော်ဖို့ပိုက်ချွတ်စေးတန်ရှင်းရေးလုပ်ငန်းတွေကအစရေချိုးပါဝင်မှုဟာအဓိကကြပါတယ်တတိပြောရမယ်ဆိုရင်တော့ဒီလိုရေချိုးဟာကျွန်တော်တို့လူသားများအတွက်အလုံးကိုတန်ဖိုးရှိလာတဲ့ပစ္စည်းတစ်ခုပဲဖြစ်ပါတယ်ဒီလိုအဖို့တန်လာတဲ့သဘောကရရှိတဲ့တန်ဆက်တာဟာ မကုန်ခန်းနိုင်တဲ့အရာတခုတော့မဟုတ်ပါဘူးရေဆိုတဲ့နေရာမှာရေချိုနဲ့ရေငယ်ရှိပါတယ်ရေချိုကပဲကျွန်တော်တို့အဓိက အသုံးချတာဖြစ်ပါတယ်ပမာဏအဖြစ်အရန်ကိုနည်းပါပါတယ်ဘွားဘွားရှိတဲ့ရေတူအလုံးပမာဏရဲ့ရေချိုဟာ1.500ဂရမ်လုံးပဲရှိပါတယ်ကျန်တဲ့69.500ဂရမ်လုံးကတော့ရေငယ်နေဒီပဲဖြစ်ပါတယ်အဲ့ဒီရေချိုပမာဏမှာတောင်မှ1.69ဂရမ်လုံးဟာ ရေခဲတောင်းတွေရေခဲမြစ်တွေရေပမာဏဖြစ်ပြီးတုံညက်တသမ900ခန်းလုံးကတော့ရေအောက်ကြီးဖြစ်ပါတယ်အဲတုံညက်တသမ300ခန်းလုံးကတော့ဒီချောင်းနေ AI နေနဲ့ရေခဲတွေမှာရှိတဲ့ရေပမာဏတွေပဲဖြစ်ပါတယ်ဒီပမာဏတွေကိုကျွန်တော်တို့စဉ်းစားတွက်ချက်ကြည့်မယ်ဆိုရင်တော့ကျွန်တော်တို့တကယ်လူသားတွေလက်ရှိသုံးနေတဲ့ပမာဏဟာအတော်ကိုနည်းပါးတဲ့ရေပမာဏဆိုတာကိုကျွန်တော်တို့သိရှိရမှာပဲဖြစ်ပါတယ် ဒါပေမဲ့လည်းကမ္ဘာရေနုနဲ့ရှင်လိုက်မယ်ဆိုရင်တော့အတိုင်းတဟာတော့ကိုကြီးမပါသေးဘူး။ဒါကြောင့်လည်းကျွန်တော်တို့ပြဿနာများမရှိဖဲနဲ့ကမ္ဘာပေါ်မှာရှိတဲ့ရေသာဇာတာကိုကျွန်တော်တို့စိတ်ချလက်ချသုံးစွဲနိုင်နေရပဲဖြစ်ပါတယ်။ဒါပေမဲ့ဒီအချိန်တွေကဘယ်အချိန်ထိကျွန်တော်တို့ဆက်လက်ထိန်းထားနိုင်မလဲဆိုတာကတော့ကျွန်တော်တို့စဉ်းစားရမယ့်အချက်တစ်ခုပဲဖြစ်ပါတယ်။အဓိကကတော့ကျွန်တော်တို့သုံးဆွဲတဲ့ရေပမာဏဟာအလိုနည်းပါနေတယ်ဆိုတာပါပဲ။ဒါကြောင့်လည်းဒီလိုအရေးကြီးတဲ့ရေချိုတန်ဇာတာကို ကျွန်တော်တို့မဖြုံးတိပဲနဲ့ထိမ့်သိမ့်တင်းသိမ့်နဲ့ဆက်လက်ရေရှည်တည်တတ်နိုင်မှုရတော့ကျွန်တော်တို့စူးစမ်းကြရမှာဖြစ်ပါလိမ့်။မိတ်ဆွေများခင်ဗျာဒီတစ်ပတ်ကျွန်တော်ရတင်ပြမှုတော့ဒီမှာပဲကျန်သားဝင်ပြူကျွန်တော်နောက်တစ်ပတ်များမှာလဲအသက်ရေဆိုတဲ့အပိုင်းဒုတိယပိုင်းကိုကျွန်တော်ဆက်လက်တင်ပြပေးသွားဖြစ်ပါမယ်။မိတ်ဆွေပေါင်းမိမိတို့လိုအပ်နေသောရေချိုတန်ဆက်တော့ကိုကောင်းမွန်စွာထိမ့်သိမ့်နိုင်ခြင်းဖြင့်မိမိတို့ကိုလည်းကုညီရကြလို့သဘာဝတရားကိုလည်းကုညီရရောက်တယ်ဆိုတဲ့အကြောင်းကို နှလုံးသွင်းနိုင်ကြပါစေကျွန်တော်အနေနဲ့ဆန္ဒပြုဆုတောင်းပေးလိုက်ရပါတယ်ကျွန်တော်ဇော်နိုင်ဦးပါ